အားလုံးပဲမင်္ဂလာပါရှင်။ဘာမခိတ္တတရင်ထနာဤထိတ်တန်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပြစ်ဒဏ်လွန်ငင်းခွင့်နဲ့905ကကြီအမှုတွင်းများကိုပိတ်ပေးမိဟုစစ်ကောမရှင်တရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောတဲ့ဆွေးတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစေအိုစုဤအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်များကိုအကြံဖတ်သမားများအဖြစ်ကြီးညာပြီးနောက်ပြစ်ဒဏ်လွန်ငင်းခွင့်အမိန့်နဲ့ရာဇသက်ကြီးပုံမှန်905ကကြီဖြင့်ကျမ်းနာစစ်ဆေးရေးအမှုများကို ိတ်သိမ်းပေးမည်ဖြစ်ကြောင်းစစ်ကောင်မရှင်တရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဖိုလ်ချုပ်စော်မင်းထွန်းကပြောဆိုပါရယ်။ထို့ပြင်ရဇသက်ကြီးပုံမှ905ကပြည်တံကြခန့်နေသူများကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ428နဲ့အညီလွှတ်ပေးမည်ဖြစ်ကြောင်းတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်က၎င်းတို့ပိုင်ရုပ်သံများမှတက်စဉ်ယနေ့နိုဝင်ဘာ26ရက်ညပိုင်းတွင်ထုတ်ပြန်ထားပါရယ်။ မကြမီကျင်းပမဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးနိုင်ရည်အတွက်ရဇသက်ကြီးပုံမှ905ကကြီးဖြင့်တရားစွဲဆိုခံထားရသူတွေနဲ့ထွက်ပြေးတိမ်းရှောင်နေသူတွေကိုအမှုမှလွတ်ပေးဖို့အမိန့်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရဇသက်ကြီးပုံမှ905ကကြီးဖြင့်အပြစ်ချခံနေသူတွေကိုလည်းခံဝင်တဲ့အပြစ်မှလွတ်ပေးမှာဖြစ်ပါတယ်ဟု ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါရယ်။မယငါကကြီးဖြင့်တရားစွဲစုခံထားရသူများနှင့်ဖြစ်တန်ကြခံရသူများစရင်ကိုယနေ့ညတွင်အမျိုးသားကောက်ခွေးနှင့်လုံခြုံရေးကောင်စီကထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်းသိရပါရယ်။စစ်ကောမရှင်အတူရောင်ရွှေကောက်ပွဲအပိုင်းတစ်ကိုလာမယ့်ဒီဇင်ဘာ28ရက်တွင်ကျင်းပမည်ဖြစ်၍ကျင်းပရန်32ရက်သာလိုပါတော့တယ်။ဆလပီ KNU သိမ်းပိုက်စစ်စင်းနေသည့် DGPA ကြားဖြတ်အလုပ်ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်။ DGPA ကကြားဖြတ်အလုပ်ရုံများကိုဆက်လက်က ကောက်ွယ်ပြီးနေပြီးလက်နက်ကင်အဖွဲ့များမလာရနေပြီးတတ်မှတ်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်ညဝရီမြို့နယ်တွင် KNU သိမ်းပိုက်စစ်ဆီးနေသည့်မင်းလက်ပံကြီးပါရှိ DGPA ချားဖြန့်လူယုံကုန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းကရင်စစ်ရေးတရင်မြစ်ကတရင်ဌာနကိုပြောကြားပါတယ်။ရှင်းနေနိုဝင်ဘာလ26ရက်နေ့ KNU ကတိုက်ခိုက်သိမ်းပိုက်စီးနှင်ထားသောမင်းလက်ပံကြီးပါရှိ DGPA တပ်ဖွဲ့ပိုင်းကြားဖြတ်ငွေလိမ့်လေသောခြံဝင်းကိုအကြံဖတ်စစ်တပ်ကအတိကံချုံများဖြင့်လကောင်း တိုက်လေရင်ပြင်လက်ကောင်ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။စစ်တိုက်လေချောင်းတိုက်ခိုက်မှုကြောင့်မြေပြင်တွင်ထိခိုက်မှုရှိတော်လဲမင်းလက်ပံကျေးရွာပတ်ဝန်းကျင်အုံတော်ချံပိုင်းကျောင်းဆိုင်ခင်းပိုင်းနှင့်တင်ကျိုင်းနေရာဘက်သို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်။အရင်ရက်တွေကတည်းကစစ်တပ်ကကာမီကာဇီဒရုန်းနဲ့ဖုံးလာကြတဲ့တရုတ်တွေထိခိုက်တာရှိတယ်။ဒီဘက်ကဒရုန်း gas နဲ့ပစ်ဖမ်းတော့ဒရုန်းတွေပြုတ်ကြတယ်။ပောက်ကွဲတာမျိုးမရှိဘူး။တရုတ်ဆိုင်မှာကကြားဖြတ်အလုပ်သမားတွေကိုစစ်နေမင်းနေတော့ပဲဆိုတော့သတိထားနေရတယ်။ နေ့လယ်တုန်းက Jet Fighter လာကျဲတာတော့ရွာတွေကအုံးပင်တော်ဘက်ကြားရောက်ပေါက်ခွဲတယ်။အိမ်ဝေချမ်းတွေထိတယ်။တရုတ်စိုက်ဘက်တော့မထီဘူး။ရွာပြင်မှာကစစ်တပ်စစ်ကြောင်းတွေတိုက်ပွဲကဖြစ်နေတော့မယ့်ဟုခရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။လက်ရှိမင်းလက်ပတ်နဲ့အင်ဂျင်မြိုင်ခြေရွာဘက်တွင် KNU ကတိုက်ခိုက်သိမ်းပိုက်စစ်ဆေးနေသည့် DGBA ပိုင်ကြားဖြန့်ရုံအပြင်အခြားကြားဖြန့်ငွေလိမ်လုပ်ငန်းခြံဝင်း၁၀ခုထပ်မံတည်ရှိနေကြောင်းရှင်းနေရများတွင် DGPA ကလုံခြုံရေးတင်းကျပ်ကငွေလိမ်လုပ်ငန်းဆက်လက်လုပ်နေစေဖြစ်ကြောင်းသိရပါတယ် အင်ဂျင်မြိုင်ကျွန်းတော်မင်းလက်ပန်စီဆိုင်နေရာတွေမှာကတရုတ်အလုံယုံတွေကျန်နေသေးတယ်အကြီးနဲ့အသေးဆိုရင်ကြာဖြန့်ဆယ်ယုံလောက်ရှိနေတယ်မီးစက်တွေဖွင့်ပြီးအလုံလုံနေတုံးမင်း DKBA တွေလည်းရှိတယ်ရွာရှိဘက်မှာကစစ်တပ်တွေကကရင်အဖွဲ PDF အဖွဲတွေတိုက်ပွဲဖြစ်တာလက်နက်ကြီးတွေလည်းပြစ်တယ်ကန်နာပိုင်းနဲ့ရွာတွေဘိုင်းကတော့ကြီးထိလိုက်အလုံးကြီးထိလိုက်အိမ်တွေဆိုင်တွေပြက်ကုန်နေဟုကရင်စစ်ရေးတရင်ရင်မြစ်ကရှင်းပြပါတယ်လက်တလော DKBA ကစစ်ရေးတင်းမာနေသည့်ဖလူဘောလီနှင့်စုကလီအထိညီတိလက်နက်ကင်အဖွဲကိုမှာ မင်းမီဖြတ်တန်းသွားလာခွင့်မပြုတော့ကြောင်းနှင့်အရေးပေါ်ကိစ္စသွားလာရန်ရှိပါကချိုတင်အကြောင်းကြားသတင်းပို့ညှိနှိုင်းပြီးမှဖြတ်တန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း GPA ကသတင်းထုတ်ပြန်ကြေညာပါရယ်ဒီတစ်ခါခင်းကြီးအလှည့်လားမြန်မာနိုင်ငံတွင်စစ်ကောင်းဆောင်များ၏အခိုင်အခံအဖြစ်အသုံးတော်ခံလာသည့်ကျန်းဖို့ပါတီ၏လက်ရှိကောင်းဆောင်ခင်းကြီးသည်ပါတီရန်ပုံငွေမှကျပ်ငွေဘီလီယံနှင့်ချီ၍တားဖြစ်သူပိုင်ကုမ္ပဏီတို့လွှဲပြောင်းပေးခဲ့မှုကိုမြန်မာနောင်သတင်းကဖွင့်ချလိုက်ပြီးဖြစ်ပါရယ် ကုမ္ပဏီများမှတ်ပုံတင်လုပ်ငန်းများနဲ့ပါတီကောင်းဆောင်ပိုင်းနဲ့နှီးဆက်သောသတင်းရက်ကွက်များအဆိုအရနေပြီးတော့ရှိငလင်တန်းကြောင့်ပြက်စီးသွားသောကျန်းဖို့ရုံအောင်ပြန်ဆောက်ရန်ဆိုကာဒါဖြစ်သူပိုင်း Ampro ဆောက်လုပ်ရေးကုမ္ပဏီတို့ကျပ်ငွေ2ဘီလီယံပေးခဲ့သည်ဟုသိရပါတယ်။အဆိုပါကုမ္ပဏီအားမှတ်ပုံတင်ထားသူသည်ထက်ရက်နိုင်ဆိုဖြစ်သည်ဟုမှတ်တမ်းများတွင်ဖော်ပြထားပါတယ်။ကျန်းဖို့ပါတီမှတာဝန်ရှိသူများကပြန်လည်တိဆောက်ရမည်ကုန်ကြစရိတ်ကိုခမန်းတွက်ချက်ပေးရန်မူလတိဆောက်ခဲ့သည် အေးချမ်းသာကုမ္ပဏီအားစေခိုင်းခဲ့သည်အဆိုပါကုမ္ပဏီမှာ2.3ဘီလီယံကျပ်ဖြင့်အဆိုပြုချက်တင်ပြခဲ့သည်ထို့သောဈေးနှုန်းတိသွားပြီဖြစ်၍ခင်ရီသားဤအမ်ပရိုမှဈေးအနှင်းငယ်လျှော့ချက2.2ဘီလီယံဖြင့်အဆိုပြုလာခဲ့သည်ကျပ်ဖို့တည်လိမ်ဈေးနှုန်းသက်သာသည့်ခင်ရီသားကုမ္ပဏီတို့ပေးရဖို့သာရှိတော်သည်ထို့သောလုံထုံလုံဤနှင့်မညီသည့်အဖြစ်ကိုကန့်ခွက်ခဲ့သူသည်ပါတီဥက္ကဋ္ဌ၃ဖြစ်သူဒူဘိုကျောက်ကြီးဟာမျိုးစော်တိန်တာရှိသည်ဟုဆိုသည် ကျန်လူများကမကျေနပ်တော်လေဥက္ကဋ္ဌဖြစ်နေ၍နှုတ်ဆက်နေကြသည်ဟုဆိုသည်အာနာယပါကဂျောင်းထိုးခံရပြီးဆို၍လည်းဖြစ်နိုင်သည်ပြန်လေတိဆောက်ရေးလုပ်ငန်းသည်နိုဝင်ဘာလတွင်စတင်လာပြီးကျပ်ငွေ1ဘီလီယံအထိဖေးချေခဲ့ရပြီးဖြစ်သည်ဟုဆိုသည်အမ်ပရိုအာနေပြီးတော့ရှိတခိနတိတိယုံကိုတာမကတက်ကုံနေပြီးတော့ပြည်တော်စုနေမည်နောက်ချိုမျိုးရှိမိလောင်ပြည့်စည်သွားသောယုံကိုပါခင်းစင်ဆောက်လုပ်ရန်လုပ်ငန်းချပေးထားသည် ကုန်ချမည့်ငွေပမာဏကိုမူထုတ်ဖော်ပြောဆိုခြင်းမရှိဟုသိရသည်။တခိနာတီတီမျိုးနယ်ရွှေပြားပင်ရက်ွက်ရှိပါတီယုံကိုဖြင်းစင်ဆောက်လုပ်နေသည်ကိုလည်းကုမ္ပဏီ TikTok အကောင့်တွင်ပြသထားသည်။ဝမ်ပိုက်ကိုတန်းတဲ့18ချက်မှန်ခဲ့ဘူးသည်ဟုကြွေးကြော်ထားသောအသက်82နှစ်ရှိခင်ကြီးတွင်သားသမီး၃ယောက်ရှိပြီးထက်ရနိုင်သောသမီးခင်မျိုးမြတ်စိုးမေဖြူပွင့်စိုးတို့ရှိသည်။ခင်ရီ2020ရွေးကောက်ပွဲလက်ကမ်းစာဆောင်တွင်၎င်းဤသားသမီး3ယောက်စလုံးမာစတာဒီဂရီများရရှိထားသည်ဟုဖော်ပြထားသည် ချက်ရနိုင်ဆိုသည်မဲပုံတက္ကသိုလ်မှမာစတာဖွဲ့ကိုရရှိခဲ့သည်ဟုဆိုသည်အားလုံးအတွက်အံ့အားသင့်စရာဖြစ်ခဲ့ရသည်ကခင်းရီသားပိုင်အမ်ဘရိုအာငလင်မလုံးမီအချိန်အထိတည်သူနှင်းနေခြင်းဖြစ်သည်နေပြီးတော့ရှိဆောက်လို့ရေလောကတွင်ကာလကြာမြင့်စွာလှုပ်ခိုင်နေသည်အမှုဆောင်ဒါရိုက်တာတဦးက၎င်းအနေဖြင့်ထိုနမည်ကိုကြားပေမကြားဘူးပါဟုပြောပြခဲ့သည်ခင်းရီသည်စစ်အုပ်စုဤရွေးကောက်ပွဲတွင်နေပြီးတော့ရှိစရာတီရီအောင်ကိုစားပြုပြီးဝင်ရောက်ရှင်ပြန်ကြီးဖြစ်ပါသည် ရှာဖို့တင်ဇီယာတီရီနယ်မြေတွင်2010မှစ၍ရွေးကောက်ပွဲတိုင်းအနိုင်ရခဲ့ပြီးခင်ဤအဖို့အရွေးခံရဖို့အထူးအဆုံနေမြေဖြစ်နေသည်ထို့သောခင်ဤသည်မဲဆွယ်စည်းရုံးရေးကိုအကြီးအကျယ်ပြုလုပ်နေပြီးတမီးဖြစ်သူမေပွင့်ဖြူဆိုသည်လည်းဖခင်နှင့်အတူတက်ကြွစွာပတ်ဝန်းလျက်ရှိသည်တချို့ကခင်ဤဤအဖုံးနှက်ထွက်နေသောအချင်းပြတ်မှုများနှင့်ယာဒူးအာနာကိုအလွဲသုံးစားလုပ်ခဲ့မှုများကြောင့်စိတ်ပြတ်နေကြသည်ဟုသိရသည် ခရီးသည်အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင်ဂျမ်ဖော့ပါတီဥက္ကဋ္ဌအဖြစ်အစိုးရစန့်ကျင်ရေးလုပ်ငန်းများကိုလှုံ့ဆော်စီယုံခဲ့သူဖြစ်သည်ရခင်ဝင်ကြီးဟောင်းစိုးသိမ့်ဤစာအုပ်တွင်အနည်းဆုံး၁၇ကြိမ်ခန့်စစ်တပ်လိုလာသည့်ဆန္ဒပြပွဲများလှုပ်ခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်တွင်လည်း၁၇ကြိမ်ခန့်လှုပ်ခဲ့သည်ဟုရှင်းတာထားသည်မင်းအောင်လိုင်ကအာဏာသိမ်းပြီးနောက်တွင်၎င်းအားဘိုးသိမ့်စိန်လက်ထက်ကလိုဒူဝင်မှုဝင်ကြီးအဖြစ်တစ်နှစ်ခန့်ပြန်လည်ခန့်အပ်ပေးခဲ့သည် မင်းအောင်လိုင်ကရွေးကောက်ပွဲအပြီးတွင်ခင်ရီဤသက်စာရှိမှုကိုစုလက်မြည်သို့သောယာတူးမျိုးပေးမည်ဆိုသည်ကစောင့်ကြည့်ရအောင်မည်ဖြစ်သည်ဟုရှင်းတာထားသည်။ထို့မဟုတ်ယခုလိုသတင်းမျိုးဖြင့်မင်းအောင်လိုင်အဖို့ခင်ရီအားတောင်းထိုးဖို့အခွင့်ရရသွားပြီလားဆိုသည်ကိုလည်းစောင့်ကြည့်ရအောင်မည်ဖြစ်သည်။မဖြစ်မနေမဲပေးရဖို့ဖြစ်လာကပေမဲလှုပ်၍မရသည့်အတူတူကြံဖို့မှလွဲ၍အခြားပါတီများတဲ့ထဲမှဖြစ်ပေမည်။ထို့မှသာစစ်အုပ်စုအချက်ရိုက်အောင်ထိုးနှက်နိုင်မည်ဖြစ်သည်။ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်။ thank you